ဖျားတက်တယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ခင်ဗျားတို့အားလုံးကြုံမှုကြပါတယ်။နောက်လည်းထပ်ဖြစ်နေအောင်ပါပဲ။ဒါဆင်ဘာကြောင့်အဖျားတက်ရတာလဲမသိကြအောင်လားပြောပြမယ်။အဖျားတက်တယ်လို့ပြောရင်10ချိန်မှာ9ချိန်က infection ခန္ဓာကိုယ်ထဲကိုပိုးဝင်လို့ဖြစ်တယ်။ဘယ်မှာပိုးဝင်တာလဲမသိဘူး။အကယ်၍ဖျားတယ်ချောင်းဆိုးတယ်ဆိုရင်ဒါအဆုတ်လမ်းကြောင်းမှာပိုးဝင်တာ။ဖျားတယ်ဝမ်းလျှော့တယ်ဆိုရင်ဦးလမ်းကြောင်းပိုးဝင်တယ်။ဖျားတယ်အနာဖြစ်တယ်ဆိုလို့ရှိရင်ဒါအရေပြားပိုးဝင်တာပေါ့။ဒါဆင်ဘာကြောင့်ပိုးဝင်ရင်အဖျားတက်ရတာလဲ။ ခန္ဓာကိုယ်ကဒီပိုးကိုတတ်ဖို့အတွက်ခန္ဓာကိုယ်အပူချိန်ကိုမြင့်တင်လိုက်ခြင်းဖြစ်တယ်။ဘာနဲ့တူလဲဆိုတော့ရေထဲမှာရှိတဲ့ပိုးကိုတတ်ဖို့အတွက်ကျွန်တော်ရေကိုကြိုချလိုက်တယ်မလား။အဲ့ဒါနဲ့သဘောတရားအတူတူပဲ။အဲ့တော့အဲ့လိုဖျားတဲ့ခါကျလို့ရှိရင်အဖျားကျစေပါရာစီတမောတောက်တဲ့ခါကျတော့ဒီပိုးတတ်ခြင်းလုပ်ငန်းကို ကုညာရောက်လားဒါမဟုတ်နှောက်ရရာရောက်လားဘလို့သဘောရှိလဲ။ဒါဆိုနီလမန်ဘလို့လဲဆိုတော့ဖျားတဲ့သူကလူငယ်ဖြစ်တယ်။ယောဂခံလည်းတိတ်မများမရှိဘူး။အဖျားလည်းငွန်းငွေလေးပဲဖျားတာ။ဥပမာ69တရာလောက်ပဲဖျားတယ်။ဒါဆိုရင်အဖျားကျစေပါရာစီတမောတောက်ဆရာမလို့ဘူး။ ရေမများတောက်မယ်အနားယူမယ်ဒီလောက်ပဲအကက်၍ဖျားတဲ့သူကအသက်ကြီးပိုင်းဖြစ်တယ်ယောဂအခန်းလေးလည်းရှိတယ်ဒါမှမဟုတ်ကလေးငယ်ငယ်တိတ်တိတ်လေးဖြစ်တယ်တက်ဝါဖို့အန္တရာယ်ရှိတယ်ဒါမှမဟုတ်အဖျားအသိကြီးလွန်းတယ်တရားနဲ့တရားသုံးဒါမျိုးအခြေအနေမှာတော့ရှိတယ်ဒါဆိုရင်တော့အဖျားကြသေးတောက်တာပို့ပြီးတော့တင့်တော်ပါလိမ့်ဒါပေမဲ့ဒီနေရာမှာအဖျားကြသေးတောက်တယ်ဆိုတဲ့သဘောတရားကလက္ခဏာဖြစ်တဲ့ဖျားတာကိုပဲတတ်တာစီတာအထက်ကပိုးကိုမဖြေရှင်း ဒါဆိုရင်ပိုးကိစ္စဖြေရှင်းဖို့အတွက်ပိုးသက်စေတောက်ဖို့လိုအပ်တယ်ပိုးသက်စေတောက်ဖို့အတွက်ဆံဝင်တရားနဲ့တိုင်ပင်ပါလို့ပြောတယ်ဒါဆိုရင်ဘာကြောင့်ဖြားလဲဆိုတာသိသွားပြီနော်အကျိုးရှိတဲ့ဆိုရင် comment မှာ yes လေးမှတ်ရပါအောင်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ရွက်ကြမယ် follow လုပ်ဖို့မမေ့ခဲ့နိုင်အောင်နော် see you